ပရိသတ်များအားလုံးကိုကျမတို့ရဲ့ Ne Audio ပုတ် channel လေးကနေကြိုဆိုလိုက်ပါရရှင်။ဒီနေ့မှာတော့ပရိသတ်ကြီးတို့နားဆင်မှုအတွက်စာရေးသူခင်စော်ရေးသားထားတဲ့အောက်တန်းစာဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးချင်ပါရရှင်။ဇာတ်လမ်းလေးမစားတင်ခင်မှာတော့ကျမတို့ရဲ့ channel လေးကို like and subscribe လေးလုပ်ပြီးဘေးနား notification လောင်းလေးကိုနှိပ်သွားပေးဖို့တောင်းဆိုချင်ပါရရှင်။ဒါဆိုရင်တော့ပရိသတ်ကြီးရှင့်ဇာတ်လမ်းလေးကိုစတင်ပေးလိုက်ပါပြီ။အမလီသားရင် ဒီလိုအောက်တန်းစားနေတဲ့ရက်ွက်ကိုမှလာစိုးရတယ်လို့စီးရဲတွေကူးကုံမှမယ်။အိမ်ရှိပန်းမအမျိုးသမီးတယောက်ရဲ့ကျင်လောင်စွာအော်ဟစ်ပြောဆိုတန်ကိုကြားရတဲ့အတွက်ချက်လက်ဆဟင်းကိုမိနေနဲ့ပြန်လျှော့ပြီးအိမ်ရှိဘက်ကိုကုမင်းထိုက်ထွက်လာခဲ့တယ်။အိုးအမပါလား။လာအိမ်ပေါ်တက်ပါအောင်ခင်ဗျာ။ရှင်ဟိုတနည်းကျမတို့အိမ်ရှိကရေမြောင်းလာပေါ်ပေးတဲ့သူမလား။ဟုတ်ပါတယ်အမရေကျွန်တော်ကမင်းထိုက်ပါ။အမတို့ရက်ွက်တွေကိုလှည့်ပြီးခိုင်းနာအကုန်လှည့်လုပ်ပြီးအတမွေးနေတဲ့သူပါ။ မိသားရဲ့ဇကားကြောင့်အမျိုးသမီးရနှာခေါင်းတစ်ချက်ရှုံကမျက်နာကမတူမတန်အလိုမကျတဲ့ပုံတို့ချက်ချင်းပြောင်းသွားတယ်။လာသားသွားမယ်။နောင်ကိုဒီလိုအစစ်မရှိအောက်တန်းစားတွေနေတဲ့ရက်ွက်မှာလာမကစားနဲ့။ဒါကတာအခန်းထဲကတငယ်ချင်းနေလေ။အောက်တန်းစားတွေမဟုတ်ပါဘူး။တဲဒီကလေးငါလှုပ်လိုက်ရ။ဒါလို့ဆေးရဆုပ်ပြတ်တက်နေတဲ့လူတွေကိုအောက်တန်းစားမခေါ်ပဲအထက်တန်းစားလို့ခေါ်ရမှာလားဟဲ့။အမလီပြောရင်အော်ကလီတွေစမ်းလာပြီ။သွားမယ်လား။ အတင်းဆွဲခေါ်သွားတဲ့ဖြင့်မလိုက်ခြင်းလိုက်ခြင်းနဲ့ကလေးခမညာလိုက်သွားရှာတယ်။ဖစ်ဖီးတားလီဟိုအန်တီပြောသွားတယ်လို့တားတို့ကအောက်တန်းစားရီဆိုတာဟုတ်လားယင်။တားဖြစ်သူကတိမ်ငယ်တဲ့မျက်နာနဲ့သူ့အဖေကိုမေးနေရှာတယ်။ကိုမင်းထိုက်ကသူ့တားလီကိုရှင်ငွေနဲ့ဆွဲသွင်းလိုက်တယ်။ပြီးတော့မှမဟုတ်ပါဘူးတားလီရဲ့ DND အထင်မှားလို့ပြောတာပါ။တကယ်တော့အောက်တန်းစားဆိုတာသူများကိုမကောင်းကြံစီတဲ့သူမတော်လောဘနဲ့စီးပွားရှာတဲ့သူ မဟုတ်မမှန်တဲ့စကားကိုပြောဆိုဝန်သူပြောတာသားလေးမင်းသားရဲ့အဖေစကားများကြောင့်သူ့သားလေးကအံ့ဩရွှင်ပြားတဲ့အမူအရာနဲ့သူ့အဖေကိုမော်ကြည့်လိုက်တယ်။ဒါအဖေအရက်တောက်ထားလို့အောက်တန်းစားလို့ပြောတယ်ထင်နေတာ။မဟုတ်ဘူးဆိုတော့တားပြော်တယ်အဖေ။တားပြည့်သူကသူ့ခံစားချက်ကိုပြောရင်ရေချိုးရန်ရေရင်းစီတို့ရွှင်မျိုးစွာပြေးထွက်သွားတယ်။မင်းသားကတော့သူ့သားရဲ့စကားတခွန်းကြောင့် အသက်ရှူမှလောက်စိတ်တွေတုန်လှုပ်ခဲ့ရပြီးရှက်စိမ့်နဲ့အတူဖြစ်ပေါ်လာတဲ့မိကွန်များကြောင့်အချိန်အတော်ကြာထိုနေရာမှာရက်နေမိရဲ့မိသားရဲ့ဇနီးတင်တင်ခိုင်ကပုဂ္ဂလိကဘန်ဝင်နဲ့ပညာတတ်မျိုးရိုးကစင်တတ်လာသူမင်းထိုင်ကအညာတရပညာမဲ့တင်တင်ခိုင်နဲ့မင်းတိုက်တို့အိမ်အောင်ကြတော့တင်တင်ခိုင်မိဘတွေကသဘောမကျတဲ့ဖြင့်အမွေပြက်ဆုံးလောက်ခဲ့ကြတယ်တင်တင်ခိုင်ကလည်းမောင်းမျက်နာတရွာထင်ပြီးမင်းထိုင်နောက်ကိုအာကိုတကြီးနဲ့ မိသားစုကိုစွန်ပြေကလိုက်ခဲ့တယ်။သူတို့အိမ်တော်ကြပြီးသုံးနှစ်ခန့်မှတားလေးမြန်မေးခန့်ကိုမွေးတယ်။တားလေး၅နှစ်သားရောက်တဲ့အချိန်ထိမင်းထိုက်တို့မိသားစုလေးအလွန်ပျော်စရာကောင်းခဲ့တယ်။သို့တော်မှမျော်လင့်တဲ့ကံကြမ္မာဇိုးကြီးကမင်းထိုက်တို့မိသားစုထံသို့မဖိတ်ခေါ်ပါပဲရောက်လာခဲ့တယ်။ဘန်တို့သွားတဲ့သူဇနီးရဲ့စပင်းကိုကာတစီကဝင်တိုက်မိခြင်းဖြစ်တဲ့ထိုနေရာမှာပင်ဇနီးတင်နေခိုင်းဆုံးပါတယ်။မင်းထိုက်အသက်ပင်မမီလိုက်ပါ။ မမျော်လင့်မဲကြုံရတဲ့ဖြစ်ရဆိုးကြောင့်မင်းထိုက်ယူမတက်ဖြစ်ခဲ့ရတယ်။မင်းထိုက်မှာဖြေစရာဆိုလို့အရက်ပဲရှိတယ်ဟုထင်ကအရက်ကိုဖိတောင်းရင်အရက်သမားဘဝရောက်ခဲ့ရခြင်းဖြစ်တယ်။ယခုမင်းထိုက်ရဲ့သားလေးပင်ကိုနေတဲ့ရောက်နေပြီ။အဖေတခုသားတခုဘဝနဲ့လောကအလဲပညာမတက်တဲ့ဖြင့်သူများခိုင်းတဲ့အလုပ်ကိုလှည့်လေလုပ်ကိုင်းရင်သားဖားနှစ်ယောက်ထမင်းနဲ့မအောင်စားနိုင်ခဲ့တယ်။စိတ်တွေမိုးကျလာတဲ့ချိန်တိုင်းပင်ပန်းလာတဲ့အခါမျိုးမှာ အရန်နဲ့အဖော်ပြုခဲ့တယ်။ညနေရလာတဲ့လူကောင်တန်းအမျိုးသမီးကြီးဒေါမြနှင်းချိန်ပြောသွားတဲ့စကားတွေကခုရိမင်းထရဲ့နားထဲရမထွက်သေး။အောက်တန်းစားတွေတဲ့။လူစင်းရဲ့တိုင်းအောက်တန်းစားမဟုတ်မှန်းသူသိပါတယ်။သို့တော့သူ့မှာအရက်တော့တဲ့အားနေချက်တစ်ခုသာရှိတယ်။ထူအားနေချက်ကြောင့်သူ့သားလေးကိုလူတကာကဲ့ရဲ့မင်းငော့ခံရမယ့်အဖြစ်မျိုးနဲ့သူ့ကြောင့်သားဘဝကိုနှမမခံနိုင်။သားကိုသူ့အမေလိုပညာတတ်ကြီးဖြစ်စေခြင်းနဲ့ထို့သောမဟုတ်ဘဲ သူကြောင့်သားဘဝပျက်စီးခဲ့ရင်တာဝန်ကျတဲ့အဖေတယောက်မဖြစ်နိုင်မှတမလွန်ကအမေဖြစ်သူလဲစိတ်မချမ်းသာနိုင်မှထို့ကြောင့်မင်းထိုက်အရင်မတော့ပဲသားအတွက်အလုပ်စူးစားတော့မယ်ဟုဆုံးဖြတ်ချက်ကိုထိုနေရာမှာတင်ချက်ချင်းချလိုက်ပါတော့တယ်။ဒါလေခဏလာပါဦးကွယ်။ကြောက်တော့ရင်လွယ်အိမ်နဲ့အိမ်အပြင်ကိုထွက်လာတဲ့သားဖြစ်သူကိုမင်းထိုက်ကခေါ်လိုက်တာကြောင့်သားလေးကသူ့အနားရောက်လာတယ်။သားလေးကိုအဖေပြောစရာရှိလို့ အဖေကိုအရက်ပြက်စေချင်လားပြက်စေချင်တာပေါ့အဖေရဲ့အတန်းထဲမှာตาလေးအရက်သမားသားလို့အပြောမခံရတော့ဘူးပေါ့ตาဖြစ်သူရဲ့အဖြေစကားကြောင့်မင်းထိုက်ရှင်နဲ့နေငနေနေအောင်ဖြစ်သွားတယ်အေးဒါဆိုရင်ငါသားအတန်းထဲမှာအမြဲအဆင့်တရအောင်စူးစမ်းပေးမလားအဖေအရက်မတော့တော့ဘူးဘလို့လဲဟာတကယ်ပြောတာလားအဖေအဖေသားအရက်မတော့ရင်ตาနှစ်တိုင်းပထမရအောင်စူးစမ်းမယ်လို့ဂရီပေးတယ်အဖေသားဂရီတီပါစေ ပေးပါတယ်သားရင်ဒူသားဘာနှစ်ယောက်ကအောက်တန်းစားမဟုတ်ကြောင်းအဖေကအလုံးနဲ့တက်သေးပြမယ်ငါသားစာကြိုးစားပြီးပညာတက်ကြီးဖြစ်အောင်ကြိုးစားပြကွာဟေးဒါမှတို့ဖေကွာမိထိုက်အရေးဖြစ်မယ်ဆိုတဲ့ဇကားကိုကြားရချိန်မှာတားလီကစဉ်းစားတွေ့ဝေချိန်အောင်မပေးပဲချက်ချင်းသူ့လုံးနိုင်ကြောင်းသူ့အဖေကိုရဲရဲဝံ့ဝံ့ဂတိတွေပေးပြီးအာရပျော်ရွှင်တဲ့အပြုံးမန်းများနဲ့သူ့အဖေမင်းထိုင်ရဲ့ဘာပြင်ကိုတစ်ချက်နမ်းရှိုက်ကား ကျောင်းတက်အမီအိမ်ချန်နဲ့ပြေးထွက်သွားပါတယ်။မင်းထိုင်ကတော့သူ့မျော်လင့်ချက်တွေပြေစုံခဲ့ပြီဖြစ်တာကြောင့်အာရဝမ်းသာပြေးထွက်သွားတဲ့သူ့သားလေးကိုကြည့်ရင် သူတို့သားဖားရဲ့လာပါတဲ့အနာဂတ်ကိုဖတ်တီးနိုင်ဖို့ရန်အတွက်စိတ်ကွန်အားတွေတပွားပွားဖြစ်ပေါ်မိတော့တယ်။ဟေ့မင်းထိုင်ခုမနဲ့အလုံးမလိုက်ဘူးလား။ဒီနေ့အစပြီးမနက်ပိုင်းငါအလုံးနာမယ်ဖိုးတယ်ညနေပိုင်းမှအလုံးလိုက်မယ်။ငါအတွက်မင်းတို့အဆင်ပြေတယ်လို့ကြည်ပေးပေါ့ကွာ။ အလောအတူအမဲလုံးနေကြဝင်းတင်ရဲ့စကားကြောင့်စပိန်ပြည်နေရာမှာမင်းထိုင်အလုံးမလိုက်ဖြစ်ကြောင်းအပြေပေးလိုက်တယ်။မင်းထိုင်ရဲ့အပြေစကားကြောင့်ဝင်းတင်ကစပိန်အစုပ်တစည်းကိုပြင်နေတဲ့မင်းထိုင်ကိုအံ့ဩနားမလဲတဲ့အမူအရာနဲ့ကြည်နေတယ်။ဝင်းတင်အံ့ဩတာလည်းမဆန်းအရင်အားဆိုရင်အလုံးမရမှအရန်စိုးရိမ်နေတဲ့မင်းထိုင်အလုံးအချိန်မီဥစွာအမဲရောက်လာတဲ့သူတစ်ယောက်ကယခုချိန်မှမနက်ပိုင်းအလုံးနာမယ်ညနေမှဆင်းတော့မယ်ဖြစ်ကြောင်းပြောနေတာကြောင့်ပင်ဖြစ်တယ် နေပါဦးကွာမင်းကဘာကိစ္စကြောင့်မနက်ပိုင်းအလုပ်နားရတာလဲငါမနက်ပိုင်းဈေးလိုက်ရောင်းမလားလို့ပါညနေဘက်မင်းတို့အလုပ်လဲငါလိုက်မယ်ငါသားကကြီးလာပြီလေသူ့ပညာရေးအတွက်ငါအရင်လိုပေါ့ပေါ့နေလို့မရတော့ဘူးဝင်းတင်ဝင်းတင်ကမင်းထားရဲ့စကားများကိုနားလေသဘောပေါက်သွားတဲ့ဟန်အမူအရာနဲ့ခေါင်းတဆက်ဆက်ညင်ရင်သူတို့အိမ်ထဲကထွက်ခွာသွားတယ်မနေ့ပြန်လဲငါစီကိုဒီချိန်ရောက်အောင်သာလာဖို့ပြီနေ့မှာပါလာတဲ့အသီးရွက်တွေအားလုံးငါတယောက်တည်းအကုန်ယူမယ်မင်းထား မနက်3နာရီကလေးကမြို့ပြင်ဆိုင်ခင်းနေစီစပိန်နဲ့သွားပြီးဖောက်တယ်ယူခဲ့တဲ့ပြောင်မူကောပြီးခရမ်းသီးမုံလာငရုတ်သီးစိမ်းစားတဲ့ဟင်းသီးဟင်းရွက်များကိုရက်ွက်ဈေးတွေကဈေးတယ်မမြအောင်ကအကုန်ယူခဲ့ပြီးနောက်နေ့မှလည်းစပ်ဖို့ရန်ပြောလာတဲ့အတွက်မင်းသားရဲ့ပထမဆုံးဈေးရောင်းတဲ့နေ့ကအောင်မြင်တယ်ဟုဆိုရမယ်။နေ့တိုင်းရက်ွက်တဲလဲပြီးကြုံရကြပန်းလုပ်ခဲ့ခြင်းကတနေ့အလွန်ဆုံးရ300ကျပ်မြသာဖြစ်တဲ့ဒါတော့အလုံးလုံးရမ အလုံးမလုံးရတဲ့နေမျိုးလဲရှိသေးတယ်။မနက်9နာရီပဲရှိသေးတယ်။သူ့ကုံစိန်အရင်ငွေကိုနှုတ်ပါက900ကျပ်အသက်တင်မြတ်တဲ့အတွက်သူ့အတွက်အလွန်တွက်ချေကြိုက်တဲ့အလုပ်ဖြစ်ကြောင်းမင်းထိုက်သိလိုက်တယ်။စိုက်ခင်းများကလည်းမနက်ထစောစောစုကူးကြတဲ့အသီးနှံများဖြစ်တဲ့အတွက်သူ့ဖောက်တယ်ယူလာခဲ့တဲ့အသီးနှံများကလက်ဆက်ကြတာကြောင့်ဈေးတယ်များအကြာမင်းထိုက်ရဲ့မျက်နာကနေတိုင်းပွင့်လန်းခဲ့ရတယ်။မျိုးပေါ်စိုက်ခင်းပိုင်ရှင်များကလည်း တချိန်ရသူမျက်ရှင်မြောင်းဖို့ခြံခက်ပြုလုပ်ပေးဘူးတဲ့သူများဖြစ်တာကြောင့်သူနဲ့ရင်းနှီးကျွမ်းဝင်ပြီးသားဖြစ်တယ်။ယခုချိန်မှာမင်းထိုင်ရဲ့အရမတော့တော့ပဲရိုးရိုးသားသားလုတ်ကင်စားတော့နေတာကိုတွေးမြင်ရတဲ့အတွက်စိုက်ခင်းပိုင်ရှင်များကမင်းထိုင်ကိုယုံကြည်လေးစားကြပြီးသူတို့ခြံအတွက်ပစ္စည်းများကိုအကျွေးစနစ်နဲ့ကြိုက်တဲ့လောက်ယူခွင့်ပြုလာကြတဲ့အတွက်မင်းထိုင်ရဲ့ကုံစိန်အယောင်းဝယ်လုပ်ငန်းကစပိန်နဲ့ယူပြီးပို့ရတဲ့အစင်မဟုတ်တော့ပဲကားနဲ့ပို့ပေးရတဲ့အခြေအနေအထိ တပြေးပြေးကြီးမအောင်မြင်လာခဲ့တယ်။သူ့သားလေးမြတ်မင်းခန့်ကလည်းအစတည်းကလိမ္မာရေးကြရှိပြီးပညာပါရမီကောင်းတဲ့သူဖြစ်၍အတန်းတိုင်းမှာအမြဲပထမရာကယခုချိန်မှာဆယ်တန်းပြီး၍ဥပဒေတန်းဒုတိယနှစ်သို့ ရောက်ရှိခဲ့ပြီးဖြစ်တယ်။တခါတလေမင်းထိုက်ကသူ့ဘဝကိုပြန်လည်တွေးမိတိုင်းအရက်ဖြတ်ခဲ့တဲ့အဆုံးဖြတ်ချက်ကြောင့်ယခုလိုအလုတ်ကိုင်းနေအစဉ်ပြေလာခြင်းဖြစ်ကြောင်းသဘောပေါက်နားလည်မိတယ် ရက်ကိုလာစားလောက်ကိုနှစ်ကတမြင့်မြင့်ဝါမျိုးရင်းနှစ်နဲ့ဆဲဆိုတဲ့ကာလာက ကြာတယ်ဟုပဲမထင်လိုက်ရပါမိသားရဲ့သားမြမင်းခန်ကမြို့နယ်တရားသူကြီးပင်ဖြစ်၍နေပါပြီသားတော်မောင်အစိုးရဝန်ထမ်းဖြစ်ပြီးကတည်းကသားဖြစ်သူရဲ့ဇာနာအတိုင်းကုံစိမ့်အယောင်းဝယ်အလုပ်ကိုရန်နာက ပိုင်ဆိုင်တဲ့ငွေများကိုဗန်းနေအနန်ကသားဖာနှစ်ယောက်အေးချမ်းစွာနေထိုင်ခဲ့ကြတယ်ဘယ်နေရာဘယ်ပွဲကိုသွားသွားမြို့နယ်တရားသူကြီးရဲ့အဖေးဆိုတဲ့ဂုံပုတ်ကြောင့် ဦးမင်းထိုင်မျက်နှာပွင့်လန်းခဲ့ရတယ်။တချင်ရသားအနာဂတ်ကိုတွေးရင်းအရက်ပြက်ခဲ့တဲ့ဆုံးပြတ်ချက်ရဲ့ရာလန်းနဲ့အလုတ်စိုးစားခဲ့ရတဲ့အချိန်များရဲ့အသီးပွင့်နေပြင်းမှန်းစိန်လက်စပရီးကိုချာရင်ဦးမင်းထိုင်တွေးနေမိတယ်။ဟောသားတော်ပြန်လာပြီပဲ။အဖေထမင်းမစားသေးပဲသားပြန်ကိုစောင့်နေတာ။ဒီနေ့အမှုကစစ်စေးချိန်ကြာသွားလို့နည်းနည်းနောက်ကျသွားတဲ့အဖေကလူလဲပင်ပန်းသွားတာပဲ။ဝင်းနန်းဆိုတာဒီလိုပါပဲသားရဲ့။ များအတွက်ကိုဘွားကိုစတဲ့ထားကြသူတွေလေစေတနာအပြည့်ဝထားပြီးလုပ်ပေးသီလားဟုတ်ကဲ့ပါဖေသမီးဇပွဲမှာတာပါနှစ်ယောက်ထိုင်ပြီးသမီးစားပြီးချိန်မကြာလိုက်ပါ အမျိုးသမီးတဦးကတားကိုတွေ့ခြင်းနဲ့အကြောင်းခြံဆောင်လေးကလာပြီးပြောတာကြောင့်ဥမေထိုင်အိမ်ပြင်ကိုထွက်လာခဲ့တယ်အိမ်ချအပြင်မှာအမျိုးသမီးကြီးတဦးကလက်ဆောင်အထုပ်ကိုစီဆွဲလျက် ရောက်နေတာကိုတွေ့ရ၍အိမ်ထဲကိုဝင်ခဲ့ရန်ခေါ်လာခဲ့တယ် ဧကန်ချုပ်ပွဲပေါ်မှာအမျိုးသမီးကြီးကသူ့ထုတ်တွေကိုချလိုက်တယ်။တရားသူကြီးမင်းနဲ့ဘလို့တော်ပါသလဲရှင်။ဟုတ်ကဲ့ကျွန်တော်ကသူ့ဖေပါခင်ဗျာ။တားရှိပါနဲ့။အလုပ်ကိစ္စလေးရှိလို့ခဏနေထွက်လာပါလိမ့်မယ်။ထိုးချိန်မြန်မေးခန့်အခန်းထဲကထွက်လာတယ်။ဘာကိစ္စရှိလို့လဲအန်တီ။အတီးတယောက်နဲ့ဖုန်းပြောနေလို့နည်းနည်းကြာသွားလို့ပါ။ဒီနေ့တရားသူကြီးမင်းဆုံးဖြတ်ပြီးခဲ့တဲ့အမှုကကျမရဲ့တားပါရှင်။တကယ်တော့တားမှာအပြစ်မရှိပါဘူး။ တခြားသူတွေဝိုင်းကြောက်ချလို့တရားခံဖြစ်ခဲ့တာပါ အမှန်ကိုအမှန်တိုင်းပတ်မလိုက်ပဲတရားသူကြီးမင်းကဆုံးဖြတ်ပေးခဲ့လို့ဒါအဖြစ်ကနေလွတ်မြောက်သွားခဲ့တာပါအဲ့ဒီအတွက်တရားသူကြီးမင်းအိမ်ကိုလာပြီးဒီပစ္စည်းလေးတွေနဲ့ကတော့တာပါရှင်လက်ခံပေးပါနော်ဟာမလုပ်ပါနဲ့အန်တီအမှန်ကိုအမှန်တိုင်းဆုံးဖြတ်ပေးရမှာကကျွန်တော်တာဝန်ပါအန်တီပစ္စည်းတွေကိုပြန်ယူသွားလိုက်ပါပစ္စည်းများဟုအမျိုးသမီးကြီးဘက်ကိုပြန်လဲတွန်းပို့ရင်းပြောလိုက်တဲ့မြတ်မင်းခန့်ရဲ့စကားများကြောင့် အမျိုးသမီးကြီးရဲ့မျက်နှာမှာအံ့ဩလေးစားတဲ့အမူအရာလက္ခဏာများပြောင်းလဲသွားတယ်။ဒါနဲ့တရားသူကြီးရဲ့အဖေကိုကျမမြင်မှုသလိုပဲစဉ်းစားမရဖြစ်နေတာ။အမျိုးသမီးကြီးကလေးစားသမှုနဲ့ဦးမင်းထိုင်ဘက်ကိုလှည့်ပြီးတွေ့ဘူးမြင်ဘူးကြောင်းနှုတ်ဆက်စကားဆိုတယ်။ချံဝမှာကလေးကခမ ्या ကိုလေကျွန်တော်အတိရေရများဖြစ်နေမလားလို့တွေးနေတာဗျတချိန်ကရွှေသားရရက်ခွက်ထဲမှာကျွန်တော်နေဘူးတယ်ဗျကြာပန်းအလုသမားပေါ့ဗျဒါဆိုရှင် ရှင်ကိုမင်းထိုင်လားဟုတ်ပါရင်ကျွန်တော်မင်းထိုင်ပါ အမအိုလည်းကျွန်တော်မှတ်မိပြီဗျတတိကတော့ဒေါ်မြနင်းချိန်မလားဟုတ်ဟုတ်ပါရဲ့ရှင်အမျိုးသမီးကြီးကတိမ်ဝင်နေတဲ့အတန်နဲ့ဟုတ်မှန်ကြောင်းပြောဆို၍မျက်နာမှာတက္ကနာချင်းအတွင်းမှာပင်နွမ်းရှသွားတယ်ဒေါ်မြနင်းချိန်မှာတချိန်ကဆင်းရဲတဲ့ဦးမင်းထိုင်တို့သားဖအပေါ်မှာမိမိရဲ့ပစ္စည်းကုန်မာနာနဲ့အသာစီးယူကချိုးနေစော်ကမောက်မာစွာပြောဆိုမိတာများကို ပြန်လဲတွေးမိကရှက်ချင်းတိမ်ငယ်ချင်းများကြောင့်ဦးမင်းထိုက်တို့သားဖာကိုမောကြည့်ဖို့ပင်မကြိုးစားနိုင်တော့ပါ။နောက်တော့မှတပြေပြေအာယူရင်ကိုမင်းထိုက်ရဲ့တချေရကျမရှင်တို့သားဖာနှစ်ယောက်ကိုပြောခဲ့ဆိုခဲ့မိတာတွေကိုတောင်းပန်ပါတယ်ရှင်။အော်ဒေါမြနှင်းရှင်ရဲ့ကျွန်တော်တို့သားဖာအမစကားတွေကိုစိတ်မဆိုးခဲ့ရပါဘူးဗျာ။တကယ်တော့ချင်းစိန်ချမ်းသာပြေဆုံးတိုင်းအထက်တန်းစားမဟုတ်နိုင်သလိုဆင်းရဲတိုင်းလည်းအောက်တန်းစားမဟုတ်ပါဘူး။ အောက်တန်းစာဆိုတာသူများကိုမတော်မတရားပြုလုပ်ဖို့ကြံစီအားထုတ်နေတဲ့သူသူများမျက်ရည်စာတွေနဲ့အသက်ရှင်နေတဲ့သူကိုခေါ်တာပါကျွန်တော်တို့သားဖဆင်းရဲပေမဲ့သူများလက်ထက်ကထမင်းလောက်ကိုဖယ်တော့မှလူယူမစားခဲ့ဘူးပါဘူးကိုရပိုင်ခွင့်အတွက်ဖယ်တော့မှသူများကိုမကောင်းကြံပြီးဖျက်လို့ဖျက်စီးမလုပ်ခဲ့ဘူးလို့ကိုလိပ်ပြကိုလုံးနေဗျာဒါကြောင့်အမပြောသလိုကျွန်တော်တို့ကအောက်တန်းစာမဟုတ်တဲ့အတွက်တော်တော်ပါတော့ကိုမင်းထိုင်ရင် ရှင်းစကားတွေကကျမအသေးကိုအနဲ့ထိုးနေတယ်လို့ခံစားလို့ပါကျမတကယ်လဲဒီကိစ္စအတွက် နောက်တရမိပါတယ်ရှင်တို့သားဖခြေနဲ့တဲ့အထိအနူးညွတ်ထပ်ပြီးတောင်းပန်ပါတယ်ရှင်ဒေါ်မြနေရှင်ကဘဝတစ်ခုလုံးကိုအဆုံးထိမတွေးပဲမျက်မြင်တခဏသာတွေးမိပြီးဂုံမာနာနဲ့မောက်မာရိုင်းပြစွာပြောဆိုခဲ့မိတဲ့သူရဲ့စကားတခွန်ကြောင့်ယခုချိန်မှာနောင်တအကြီးကျယ်ရမိတယ်လို့မြောင်းဝန်းလေးကလည်းနောင်တကြောင့်ဖြစ်တဲ့မျက်ရည်စာတွေစီးကြလာပြန်တယ် ူတို့သားဖားနှစ်ယောက်ရှိဒူးထောင်လျက်တောင်းပန်နေရှာတဲ့ဒေါ်မြနင်းရှင်ကိုညမင်းခန့်ကအသာရဆွဲပြီးထူမပေးလိုက်တယ်။အန်တီကိုဘယ်တော့မှသားတို့သားဖားစိတ်မဆိုးခဲ့ပါဘူး။အမြဲခွင့်လွှတ်ပါတယ်။တကယ်တော့အန်တီစကားတခွန်းကြောင့်သားတို့သားဖားဘဝပြောင်းလဲခဲ့ရတာပါ။အန်တီကိုကျေးဇူးတော်တင်မိပါတယ်။မြမင်းခန့်ရဲ့စကားဆုံးတာနဲ့ဒေါ်မြနှင်းရှင်ကမျက်နှာကိုလက်တစ်ဖက်နဲ့အုပ်ပြီးတသိမ့်သိမ့်ရှိုင်ငိုရင်း သူတို့တိုက်အိမ်လေးထဲကအမြန်ပြေးထွက်သွားပါတယ်။တရားသူကြီးမြန်မေးခန်းတို့သားဖာနှစ်ယောက်ကတော့တအူးကိုတအူးလေးနက်တဲ့မြန်ဝန်းကိုစီနဲ့ပြိုင်တူကြည့်မိရင်အိမ်ထဲတွင်ကြံခဲ့ပါတော့တယ်။ပရိသတ်များရှင့်ဇလန်းလေးကတော့ဒီမှာပဲပြီးဆုံးသွားပါပြီရှင်။အဆုံးထိနားဆင်ပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။